လာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။စင်ကုန်းမြို့နယ်ကစစ်ကန်း6ခုကိုမန္တလေး PDF ကတိုက်ခိုက်သိမ်းပလိုက်ပြီးစစ်တောင်ပန်း73ဦးကိုအရှင်ဖမ်းဆီးရမိကစစ်သားမတာအလောင်းတွေနဲ့လက်နက်မျိုးစုံ40ကျော်ကိုသိမ်းဆည်းရရှိပါတယ်။မြောင်းမြို့နယ်မှာစစ်ကောင်စီတပ်သားတွေကတော်လင်းတပ်ဖွဲ့တွေရဲ့အမိတွေကိုအုံချကာချင်းကြောင်စစ်ကြေးကောက်ခံမှုတွေကိုလုဆောင်နေတဲ့တဲ့ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းစင်ကူးပြုနယ်ကအကြက်ဘက်စစ်တပ်ရဲ့စစ်စခန်း6ခုကိုမန္တလေး PDF ကတိုက်ခတ်သိမ်းပိုက်လိုက်ပြီးစစ်တုံးပန်း73ဦးကိုအရှင်ဖမ်းဆီးရမိက စစ်သားမသားအလောင်းတွေနဲ့လက်လက်မျိုးစုံ40ကျော်ကိုတင်ဆက်ရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကပြောပြပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတစ်တုံညာနှစ်ခွန်စစ်စင်ရေးအပိုင်းနှစ်နဲ့အတူစင်ကူးမြို့နယ်မှာလည်းစစ်စင်ရေးတွေကိုဖော်ဆောင်နေတာဖြစ်ပြီးစင်ကူးမြို့နယ်အတွင်းမှာဒိုးနယ်ရွာတက်စကန်နတ်ဟတ်ရွာတက်စကန်မာလဲဆယ်ရှင်းလင်းဆောင်တက်စကန်ရွှေမာလဲစေရီတက်စကန်ရွာရောမဲတက်စကန်နဲ့နွယ်ယုံရဲစခန်းတို့ကိုအပြည့်အသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်စင်ကူး စစ်စင်ရေးနယ်မြေတွဲလက်လက်မျိုးစုံ40ကျော်နဲ့ခရဲအများပြားကိုလည်းတင်ဆက်ရရှိခဲ့ပြီးစစ်တုံပန်း73ခုကိုလည်းအရှင်ဖမ်းဆီးရပိခဲ့ပါတယ်။စစ်ကူးစစ်စင်ရေးမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကိုစစ်ကူးမြို့နယ်ပကပကလည်းထပ်ဖို့ဆိုင်ရာကိစ္စရပ်တွေမှာပတ်ပိုးကူညီနေတယ်လို့လည်းသိရှိရပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအနေနဲ့စစ်ကူးမြို့နယ်အတွင်းသတ်မှတ်ထားတဲ့စစ်ရေးပြမှတ်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းအသိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်တက်တော် DNL ကဆင်နွှဲနေတဲ့တစ်တုံညာနှစ်ခွန်စစ်စရေဒုတိယလိုင်း၉ရက်မြောက်နေမှာနောင်ချိုနဲ့မိုးမဲမြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ DNL ကပြောပြပါရစေ။ဂျွေလ၃ရက်နေ့မှာနောင်ချိုမြို့နယ်ကတအောင်တက်တော် DNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးကျမ်းဖက်စစ်တပ်ကဗန်ပွေးရွာဒေသကဒုံးတက်666တပ်စခန်းကိုဟော်ဝေဇာလက်လက်ကြီးအလုံး၂၀ပစ်ခတ်ခဲ့လို့လည်းသိရှိရပါရစေ။ ယ်။အလားတူမိုးမယ်မြို့နယ်မှာမနေ့ကမွန်လ12နာရီမိနစ်50လောက်မှာညောင်ဒီရွာဒေသက တောင်းတမတော်တရနယ်လေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲဆက်လက်ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတောင်းတမတော်တရနယ်လေး PDF မိုးကုတ်ပြူဟာပူပေါင်းတပ်ဖွဲ့ကည8နာရီ10မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့ရွှေသားရတက်စကန်ကို ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရလို့လည်းသိရပါပါတယ်ရှင်။ဆက်လက်ပြီးတော့ ရှမ်းပြည်နယ်လာရှိုးမြို့ပပတ်လယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေဟာမြို့ရဲကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးပြည်သူတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ဂျူလိုင်လ3ရက်နေ့မှာလာရှိုးမြို့ပပတ်လယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်ပြီးစစ်တပ်ကလက်နက်ကြီးတွေနဲ့တနေကုန်ပစ်ကိုပေးနေကစစ်တပ်ပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေပြုတ်ကြကမြို့ပေါ်ရက်ွက်တွေကိုကြောက်ရောက်ပောက်ကွဲခဲ့ကပြည်သူတွေထိခိုက်သေ ဆုံးမှုရှိခဲ့လို့လည်းသိရှိရပါဗျ။ဂျပန်စစ်တပ်ဟာလာရှိုးမြို့မကြဆုံးစေရေးအတွက်လက်ရှိအချိန်မှာအပြင်းထန်ခုခံနေရတာဖြစ်ပြီးလေကြောင်းနဲ့ဘုံကျက်တိုက်ခတ်မှုတွေလည်းတနေ့ကုန်ပြုလုပ်နေကာမြို့ပြင်ကအကြမ်းဖက်တပ်သားတွေကိုလေကြောင်းနဲ့လက်နက်ရိခါတွေကျက်ချက်ကပို့ဆောင်နေလို့လည်းဒေသပြည်သူတွေကပြပြပါဗျ။မနေ့ကညနေပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကျောက်ပောက်ကွဲသွားမှုကြောင့်ပန်အုပ်ဘုံကြီးကျောင်းကကားတွေမိလောင်ပတ်စီးသွားခဲ့ပြီးပြည်သူတွေထိခိုက်သေးဆုံးမှုရှိကလက်ရှိအချိန် NLD တိုက်ပွဲတွေဖြစ်ပွားနေကအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ဒေသနေပြည်သူတို့ကဆက်လက်ပြောပြပါရရှင်။ စကမ်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကမ်းတိုင်းရေဦးမြို့နယ်ကတန်ဃာတော်တွေကအကြက်ဖက်စစ်ကောင်စီကိုပတ်တနိကုဇနာကန်ဆောင်တပိတ်ကိုစတင်လိုက်ပြီးဖြစ်တယ်လို့လည်းသိရပါရယ်ဂျူရင်လာနေ့ရက်နေ့မှာရေဦးမြို့နယ်ကတန်ဃာတော်တွေကဦးဆောင်ကပတ်တနိကုဇနာကန်ဆောင်တပိတ်ကိုစတင်လိုက်တာဖြစ်ပြီးလက်ရှိအချိန်မှာအကြက်ဖက်စစ်ကောင်စီကိုပတ်တနိကုဇနာကန်ဆောင်တပိတ်မှောက်တဲ့မြို့နယ်16ခုထိရှိလာပြီလည်းဖြစ်တယ်လို့သိရပါရယ် အကြမ်းဖက်စစ်ကောင်စီကိုပတ်တနီကိုဇနာကန်ဆောင်တဲ့ပိတ်ပြုတ်လောက်ကြရမှာဇွန်လ23ရက်နေ့က6မြို့နယ်ကတန်ဃာရီကစတင်ပြုတ်လောက်တာဖြစ်ပြီးပခုတ်ကူမြို့နယ်ဒီပဲမြို့နယ်ဒဇယ်မြို့နယ်စလင်းကြီးမြို့နယ်ဇကိုင်းမြို့နယ်မုံရွာမြို့နယ်မြိုင်မြို့နယ်ဝက်လက်မြို့နယ်မြင်းမော်အရာတော်မြို့ဘုဒ္ဓလင်းမြို့နယ် မြင်းမုံမြို့နယ်တဝဲမြို့နယ်ပေါ့မြို့နယ်မြင်းကြံခရိုင်တွင်းမှာရှိတဲ့မြင်းကြံတောင်သာနတို့ကြီးမြို့နယ်ကဏီမြို့နယ်နဲ့ရေဦးမြို့နယ်အပါဝင်စုစုပေါင်းမြို့နယ်16ခုကတန်ဃာတော်တွေပူးပေါင်းပါဝင်လာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဂျပန်စစ်ကောင်စီကိုပတ်တနိကုဇနာကန်ဆောင်တဲ့ဘက်ပြုတ်လို့ရမှာစစ်ကောင်စီကိုတန်ဃာတို့ကအဆက်ဆက်မပြုတ်လို့ရတညတညတည်းဆုံးဖြတ်ချက်ချတာဖြစ်ပြီးဇွန်လ16ရက်နေ့မှာနိုင်ငံတော်တန်ဃာမဟာနိုင်ကအဖွဲ့ဝင်ဝင်းနေမိတိုင်အောင်ဆရာတော်ကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်လိုက်တာပြီး ရင်နောက်တန်တော်တွေကစစ်ကောင်စီကိုပတ်တနိဂုဇနာကန်ဆောင်တဲ့ဘက်မှောက်လာကြတာလည်းဖြစ်ပါလေရှင်မန္တလေးရတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းညောင်မြို့နယ်မှာအကြက်ဖက်တသားတွေက တော်လန်တဖော့တွေရဲ့အမြင့်တွေကိုအသုံးချကာ ချင်းကြောင်ဆက်ကြီးကောက်ခံမှုတွေကိုလှုပ်ဆောင်နေရလို့မြင်းကြံ Black Tiger MPD အတက်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကရန်ကုန်ခေတ်တည်တဲ့နာကိုပြပြပါရတယ်။ဂျက်ဘတ်တသားတွေကညောင်မြို့နယ်ကရွှေဆိုင်နေတဲ့ရမကာဆိုင်တွေစီကနေမြင်းကြံ Black Tiger MPD အမည်နဲ့ဗိုလ်မိုက်ခဲအမည်ကိုအသုံးချကငွေကျပ်သိန်း90ကနေငွေကျပ်25သိန်းအထိချင်းချောက်တောင်းခံတဲ့စာတွေကိုပေးဖို့ကဆက်ကြီးတွေလိုက်လံကောက်ခံနေတာလည်းဖြစ်တယ်လို့သိရပါရတယ်။ညောင်မြို့နယ်မှာမြင်းကြံခရအမှတ်6တရင်မြင်းကြံ Black Tiger ုင် MBD တပ်ဖွဲ့အနေနဲ့အခြေချနေတိုင်းတာမရှိသလိုစစ်ရေးလှုပ်ရှားမှုဆောင်ရွက်တာလည်းမရှိပဲ MBD တပ်ဖွဲ့ဌာနချုပ်အပါအဝင်စစ်ကြောင်းခွဲတွေမှာလည်းအခုလိုချင်းချောက်မှုတွေကိုခွင့်ပြုထားခြင်းမရှိဘူးလို့လည်းသိရပါဗျ။ပြည်သူတွေအနေနဲ့ထပ်မံက၎င်းနီးတူချင်းချောက်ခံရရင် MBD တပ်ဖွဲ့ကမဟုတ်တာကိုသိရှိစေလိုတယ်လို့လည်းမြင်းကြံ Black Tiger MBD တပ်ဖွဲ့ကခေါင်းဆောင်ဖြစ်တဲ့ဘူမိုက်ခဲကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ရခိုင်ပြည်နယ်တန်ရွဲမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲပစ်ခတ်မှုတွေကြောင်းကလင်းငယ်တွေအပါဝင်မျိုးသမီး9ဟွာတေဆုံးသွားခဲ့ရလို့ဒေသတွင်းသတင်းမြစ်တွေစီကသိရှိရပါတယ်။ဇွဲလာနေ့ရက်နေ့မွန်လွဲတနင်္လာမှာတန်ရွဲမြို့နယ်မြုံပြင်ကျေးရွာကအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတက်ခတ်တာကြောင်းအသက်16နှစ်အရွယ်ရှိတဲ့မတ်ယူရမြင့်မွန်အသက်17နှစ်အရွယ်ရှိတဲ့မတ်ကြည်ပြူခင် အသက်21နှစ်အရွယ်ရှိတဲ့မတ်ဝဝေထွေးအသက်55နှစ်အရွယ်ရှိတဲ့ ေါမြလေးဆယ်အသက်86နှစ်အရွယ်ရှိတဲ့ဒေါသိန်းဟန်တို့တည်ဆုံးသွားခဲ့ရလို့လည်းသိရှိရပါဗျ။တန်တွဲမြို့ငပလီမြို့နယ်တောင်ကုတ်မြို့တို့မှာဂျပန်စစ်တပ်နဲ့အရက်ခတက်တော်အေတို့ကြားမှာတိုက်ပွဲပြင်းထန်နေပြီးဇိုလကုံပန်းကတန်တွဲမြို့နယ်ငပလီမြို့အတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့ရလို့လည်းသိရှိရပါဗျ။အရက်ခတက်တော်အေဟာရခိုင်ပြည်စစ်ကောင်စီလက်အောက်ကလူမျိုးရင်းနဲ့ကွန်ဖန်ဒရိတ်တဲ့မနိုင်တဲ့အစ်စ်နဲ့အုတ်ချုပ်ခွင့်ရရှိရတဲ့မြန်မာစစ်တပ်ကိုတိုက်ခတ်နေတာဖြစ်ပြီးလက်ရှိမှာတော့မြို့ဆေ ယ်မြို့ကိုအပြည့်အသက်သိမ့်ပိုင်ရရှိထားပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။